ရေချင်းရှိပြီးသားပါရမီရှင်တန့်စင်ကိုနိုင်ပွဲပြန်ရစေခြင်းလေအားလုံးပဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လဲကြိုးဆိုပါတယ်တန့်စင်ကရေချင်းရှိသူပါမြမယူဟာလက်ဝဲရဲ့တက်သစ်စကျယ်ပွင့်ပါဝိုင်းချန်ပီယံရှစ်မှာလဲသူ့ရဲ့ပါရမီနဲ့ဇာတ်ကိုတန့်စင်ကပြပြီးပါပြီဒါခရီးနဲ့ပွဲမှာလဲနီးစတဲ့အမားနဲ့နိုင်လူစိတ်ဂျီမာလို့သာတန့်စင်ရှုံးနေကြတာပါဒါခရီးရဲ့အတွေ့အကြုံတဘာကိုတန့်စင်မရှင်းနိုင်တာကအပြစ်ပြောစရာမဟုတ်ပါဘူး ဒါပေမဲ့ကိုကိုယုံကြည်စိတ်လွန်ကဲလွန်လာကသာအပြစ်တင်ရမှာပါ။မြောက်ပင်ပြောဆိုမှုတွေကြောင့်တန်းစင်ယုံကြည်စိတ်လွန်ကဲခဲ့ပါလိမ့်။လူပိန်းကြိုက်တွေပြောခဲ့လှုပ်ခဲ့ပါလိမ့်။တန်းစင်ဝမ်ဖရိုက်ဒေး5မှာဂုံနူးမှရထားပြီးပြီ။ဒါပေမဲ့ဝမ်ချန်ပီယံရှစ်စီးရိုချက်ထရီစီကနေလုံလောက်တဲ့အသိမှတ်ပြုမှုမရသေးဘူး။တန်းစင်တို့ဝမ်ချန်ပီယံရှစ်စီကနေစာချုပ်မရသေးဘူး။အဲဒီစာချုပ်ကတန်းစင်ရဲ့ဂုံတိတ်ခါတွတ်တိတ်ပြီးရေးကြည့်တယ်လို့ငွေကြေးတန်ဖိုးရလည်းတိတ်ပြီးရေးကြည့်ပါလိမ့်။ဆိုလင်းကငွေတိုင်းဖိုင်တာတွေနဲ့ရင်ဆိုင်ခဲ့ပြီးတော့အောင်ပွဲတွေယူထားတယ်လို့ ဒေါ်လာတသိန်းနဲ့စားစုပ်လဲပိုင်ဆိုင်ထားပြီတန်းစင်ကဇိုးလင်းလမ်းစဉ်ကိုမျောလင်းထားသူပါနိုင်ပွဲတွေအတိမတ်ပြုမှုတွေရပြီးမှဇာတာပြန်ကြနေပါလိမ့်တန်းစရာအသက်20ဝန်းကျင်လူငယ်တူဦးဖြစ်လို့ခံစားချက်အတက်ကြလဲများပါလိမ့်ဦးဆောင်သူကောင်းရှိမှသာတန်းစင်ရဲ့ဘွားကဘေးကိုချော်မသွားမှာပါသူရဲ့ကိုထုံးလင်းမိုးပြင်တန်းစင်အုတ်ထင်းသူတွေရဲ့ဦးဆောင်လမ်းပြမှုတွေကတကယ့်ကိုအရေးကြီးလာပါလိမ့်ဝန်ရံသူတွေရဲ့အထောက်တန်းစင်သဘောပေါက်နေပါပြီအောက်စားသမားတူတို့ပြိဿအင်အားကမရှိမဖြစ်အသက်သွေးကြောဖြစ်ပေမဲ့ အတူရောင်ပြိသက်တွေကြောင့်ဘေးဖြစ်နိုင်တာကိုမမေ့သင့်ပါဘူး။တန်စင်စတိုင်ကဆိုင်ထိုးပြိုင်ထိုးတွေထိုးပြီးတော့တိုက်စစ်ဖွင့်ကစားတာပါ။ဒါမဲ့နီးစတင်ပိုင်းအားနဲ့ချက်တွေရှိနေသေးတယ်လို့ဝါလဲနှူသေးလို့မျောလင်းတော့ဖြစ်မလာသေးဘူး။အဓိကကတော့ပွဲတွေအရန်နှဲတာပါ။ထိုင်းမွေတိုင်းဖိုက်တာတွေက1 Championship မရောက်ခင်မှာပွဲပေါင်းများစွာကစားလာပြီးအတွေ့အကြုံတွေယူလာနိုင်ခဲ့တယ်။တန်စင်တို့လိုပြည်တွင်းဖိုက်တာတွေကပွဲတွေ့ကြုံမရှိတော့နဲပါလိမ့်။ပြည်တွင်းမှာအစင်တန်းမီတဲ့လက်ရည်သွေးကွင်းရမယ်။လက်ဝေးပွဲစွာမရှိတော့ကိုရှားပါလိမ့်။ လေးချင်းပြင်ဆင်တဲ့ပိုကောင်းလာနိုင်ပေမဲ့ပြိုင်ဘက်နဲ့ပွဲကစားတာကကိုယ့်ရဲ့အားနည်းချက်အားသာချက်ကိုသိစေနိုင်ပါတယ်ပွဲများများထိုးမှဗျူဟာပြောင်းလဲတွေပို့ပြီးတော့လှုပ်လာနိုင်မယ်ခန္ဓာရည်ပိုရှိလာမယ်ကိုယ့်အားသာချက်ကိုအကောင်းဆုံးစမ်းသပ်ခံနိုင်မှာပါအခုတော့တန်းစင်လိုလူငယ်ဖိုက်တာတွေကလေးချင်းသာလေးချင်းပြီးတော့သွားပြိုင်နေရတဲ့အခါရလက်ကမကောင်းတော့ပါဘူးတန်းစင်ကိုဝမ်းချမ်းမြရှင်းတဲ့စာချုပ်ရစီကျင်ကြပါလိမ့်ဇိုးလင်းလိုမျိုးဖြစ်စီကျင်ကြပါလိမ့်ဒါမဲ့ဇိုးလင်းကပွဲအတွေးကြုံပေါင်းများစွာစမ်းသပ်ခံမှုပေါင်းများစွာ သွေးပေါင်းများစွာချွေးပေါင်းများစွာရင်းနေပြီးမှဝမ်းကိုရောက်လာတာပါတန်စရာဖြတ်တန်းမှုနဲ့အများကြီးကွာခြားလာပါလိမ့်တန်စရာထဲလန်းရှိပေမဲ့နိုင်ငံအခြေအနေကြောင့်အားကစားအဆင့်တန်းကြောင့်အမြင့်ဆုံးအဆင့်ရောက်အောင်ရုန်းကန်ရပါဦးမယ်ဆိုလင်းလိုဖိုင်တာမျိုးဖြစ်ဖို့မလွယ်သေးပါဘူးနောက်ပိုင်းပွဲတွေမှာတန်စရာရှုံးပွဲတွေဆက်ပြီးတော့ဇာတာလည်းကြနေခဲ့ပါလိမ့်တန်စရာနိုင်လူစိတ်များပြီးတော့စိတ်လောတတ်တာကြောင့်ရှုံးပွဲတွေဇက်တိုက်ရင်ဆိုင်နေခဲ့တာပါဒါပေမဲ့တန်စရာအမာခံပြိတ္တတွေရုံးပွဲဆက်နေတဲ့တန်စရာကိုမညုံညင်ကြပါဘူး တန်စင်စိတ်ဓာတ်မကြောက်အမြဲတမ်းကိုအားပေးခဲ့ပါတယ်။တန်စင်ဝမ်းမှာနိုင်ပွဲရအောင်အပြင်းထန်ကြိုးစားလေ့ကျင့်ပြင်ဆင်နေပါတယ်။ဝမ်းချန်ပီယံရှစ်အုတ်ထချာထရီကလည်းတန်စင်လိုပြိသက်အခိုင်အမာအင်အားရှိတဲ့မြန်မာတပ်သစ်စာဖိုင်တာကိုနေရာပေးနေစေပါ။အခုလည်းတန်စင်ကလေ့ကျင့်ပြင်ဆင်မှုတွေတရက်ဆက်ပြန်ပြုတ်လုံနေပြီဖြစ်ပြီးတော့ပွဲမွေးတော်ဘူးလို့လည်းမျှော်လင့်ရပါတယ်။ပွဲပြန်ရလာတဲ့အခါရေချင်းရှိပြီးသားတန်စင်ကိုနိုင်ပွဲတွေပိုင်ဆိုင်စေချင်မိပါတယ်။